ထိုင်းတွေကလေဗျာသူတို့ fighter လေးအထိနာသွားတော့ကျွန်တော်တို့ရဲ့ bronica ကြီးကိုဟိုလူနဲ့ထိုးကန်းခြင်းဒီလူနဲ့ထိုးကန်းခြင်းလုံးနေကြပြီလေဖြစ်ပါတယ် WSCO chatri ကိုလေ bronica နဲ့ပက်ကြီးကြားနဲ့ထိုးခိုင်းမှအစဉ်ပြေမယ်ခစ်ပေါ်စင် champion ကြီးပက်ကြီးကြားပြီးယောက်ျားလူတန်ပါရီ bronica နဲ့လေဆင်သူတွေသူနဲ့ပေးတွေ့လိုက်ပါအခုလေထိုင်းမီဒီယာတချို့ကရေးသားနေကြပြန်ပြီမြန်မာလေးဖြစ်သူ junior fedex တွေ စတန်ဖက်ဒက်စ်ကရော်နီကာကိုရှုံးကြွေးပြန်ဆက်ဖို့တော့ထူမယ်ဆိုပြီးတော့မြမြရေးသားဖော်ပြနေချတာကိုလေတွေးရပါတယ်။ဒါရီကတော့သူတို့ဖိုက်တာလေးနာလို့ကျွန်တော်ရဲ့ရော်နီကာကြီးကိုအမှုတ်ကြိတ်ချင်နေကြတဲ့သဘောပဲဗျနော်။ကျွန်တော်မြန်မာဖိုက်တာတွေဟာဝမ်ချမ်ပီယံရှစ်မှာတောက်လျှောက်ခံလာခဲ့ရတာပဲဖြစ်ပါတယ်။သူတို့ရဲ့ယောက်ျားလေးဖိုက်တာလေးတွေဟာဆိုရင်လည်းမမျှမတတဲ့နော်ဖိုက်တာတွေနဲ့ပဲအမြဲတမ်းပဲအသုံးချခံထားရတာပဲဖြစ်ပါတယ်။ စူပါရေချာဆိုရင်လည်းရောထိုင်ရဲ့ရောက်ဖာနဲ့မမျှမသထိုးရတယ်တန်းစင်တို့ဆိုရင်လည်းတာဂေရူတို့နဲ့ထိုးရတယ်အဲမွီတို့လည်းအဲ့လိုပါပဲနော်အများရန်မမျှမတနေထိုးရတာအခုတော့သူတို့ fighter လေးနာတော့ဟိုးဖြစ်တယ်ဒီဖြစ်တယ်နော်ပြောကုန်ကြတာတော့အင်မတန်မှစိတ်တကယုံညံ့လွန်လှပါ ರೀ အခုလေကျွန်တော်တို့တကယ်ကိုမှ MMA မှာရော kickboxing မှာရောမွေထိုင်းမှာရော championship ဖြစ်ဖို့ခဲ့တဲ့ stand fighter ကြီးနဲ့ဗျာ ronica ကိုထိုးခိုင်းချင်နေကြပြီလေဖြစ်ပါ ರೀ စတဖက်ဒက်စ်ကဒိုင်ယာကြောင့်အနားယူတာချပါပြီသူနောက်ဆုံးထိုးခဲ့တဲ့ပွဲက2023စက်တင်ဘာလ30ရက်နေ့15 night 40မှာထိုးခဲ့တာပါအဲ့ဒါကသူ့ရဲ့ကစားသမားဘဝနောက်ဆုံးလို့ပြောရလောက်တဲ့အထိတော့ဖြစ်သွားခဲ့တာပါအခုချိန်ထိပွဲမထိုးနိုင်ခဲ့ပါဘူးပွဲမထိုးနိုင်ရတဲ့အကြောင်းရင်းကတော့2024မှာပေါ့ဗျာအတန်ဝိတ်တန် MMA World Champion ခပ်ကိုသူကကာကွယ်မယ်နော်အဲ့ဒီအတွက်ကိုသူက Legion ပြင်ဆင်နေတဲ့အချိန်မှာပဲ ဒါခြေထောက်မှာဒဏ်ရာကြီးကြီးမားမားရသွားခဲ့တာပဲဖြစ်ပါတယ်เนาะတတော်လေးကိုစိုးပါရီအဲ့ဒီအချိန်ကနေစပြီးတော့เนาะဒီနေ့အချိန်ထိပွဲလုံးဝမထိုးရသေးဘူးအမေရိကန်နိုင်ငံမှာကျင်းပမယ်เนาะ1 championship ရဲ့1 173ပြိုင်ပွဲကြီးမှာသူ့ကိုထက်တွင်းခဲ့ပါမယ်လေအခုသူ့ရဲ့ဒဏ်ရာက လုံးဝကိုမသက်သာသေးတာဖြစ်တဲ့အတွက်သူ့အနေနဲ့ အဲ့ဒီပွဲမှာမပါနိုင်တာဖြစ်တဲ့အတွက်အမေရိကန်နိုင်ငံမှာချင်းပါမယ်1-173ပြိုင်ပွဲကြည့်ကြတော့1 championship ကပြန်လည်ဖြတ်သိမ်းခဲ့တာပဲဖြစ်ပါတယ်နော်ဆိုတော့လောလောဆယ်မှာတော့ဒိုင်ယာနဲ့တော့ဒစ်လဲနေတာဗျာဒါကလာထိုးနိုင်မလဲဟုတ်တယ်မလားဆိုတော့ဘလောက်ပဲချမ်းချမ်းဟလာဘလောက်ပဲတိုက်ွက်ဆုံဆုံလောလောဆယ်မှာပွဲနဲ့နီးနေတာကနော်ကျွန်တော်ရဲ့ Bronica ကြီးပဲနော်လောလောဆယ်မှာတာတယ်လို့ကျွန်တော်အနေနဲ့ပြောလို့ရတယ်နော်မှုချပြောလို့ရတယ်ဘလောက်ပဲဗျာ တော်တော်ဟလာ Stan FedEx တီကလောလောဆယ်မှာပွဲလေးအရင်ဝေးထားတဲ့ဒဏ်ရာတွေနဲ့လုံးပန်းနေရတဲ့သူကဘလို့မှချက်ချင်းကြီးပြန်လဲနော်ဆရာကြီးဖြစ်ဖို့ဆိုတာကလုံးဝကိုမလွှဲပါဘူးနော်တကယ်ဖြစ်ခဲ့ရင်တော့အချိကောက်မဲ့ပွဲပေါ့ဗျာဟိုဘက်ကလည်းတကယ်ကိုမှကမ္ဘာအဆင့် Champion ဆိုတော့လေ Blue Wave ဖြစ်ဖြစ်ပါဒါကတော့ Time Pre သက်တွေလိုချင်နေကြတဲ့အရာတွေပါ သူတို့ကသူတို့ Fighter လေးနိုင်တော့နော်သူတို့ရဲ့ Champion ကြီးတွေထုတ်ပြပြီးတော့ဟလာကျွန်တော်ရဲ့ Bronica ကိုအနိုင်ယူစေချင်နေကြပြီဖြစ်ပါတယ် ဘာဖြစ်ဖြစ် YSU ဖြစ်တဲ့ Chelsea ကတော့ Bronica ဟာတနင်္ကြိုင်ချန်ပီယံဖြစ်မယ်လို့ခန့်မှန်းထားတာဖြစ်တယ်။မြန်မာနိုင်ငံရဲ့တကယ်ကိုမှ online and sign kit လို့မှ superstar တယောက်ဖြစ်လာမယ်လို့ယုံကြည်ထားပြီးဖြစ်ပါတယ်။ DFC နဲ့တက်လန်းလာလိမ့်မယ်။ Bronica အနေနဲ့ဒီပုံစံတိုင်းပဲဆက်သွားပါလိမ့်ချင်ပါနေစနစ်တွေများစွာဖြစ်ထားပါ။ချန်ပီယံဖြစ်မယ်လို့ကျွန်တော်ပြည်သက်တည်ယုံကြည်ပါတယ်။